ပြီးခဲ့တဲ့ရသရဘက်ကအိန္ဒိယနိုင်ငံရဲ့တိုက်ခိုက်မှုတွေမှာလူ52ဦးသေဆုံးခဲ့ပြီးအရသား40နဲ့တပ်ဖွဲ့ဝင်12ဦးပါဝင်တယ်လို့ပါကစ္စတန်စစ်တပ်ကအင်္ဂါနေ့မှာထုတ်ပြန်ကြေညာပါတယ်။ပါကစ္စတန်စစ်တပ်ရဲ့ပထမထုတ်ပြန်ချက်မှာတော့အရသား33ဦးနဲ့ပါကစ္စတန်တပ်ဖွဲ့ဝင်ကြာဆုံးမှုမရှိလို့ဆိုပါတယ်။ပြီးခဲ့တဲ့လကအိန္ဒိယပိုင်းကက်ရှမီးယားမှာဟိန္ဒူခီးသွားများပေါ်တိုက်ခိုက်မှုကြောင့်လူ26ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကိုလက်တုံ့ပြန်တဲ့အနေနဲ့အိန္ဒိယက ပါကစ္စတန်နဲ့ပါကစ္စတန်ပိုင်းကက်ရှမီးယားတွေကအကြမ်းဖက်အခြေခံအဆောက်အအုံဆိုတာတွေကိုပြစ်မှတ်ထားစတင်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်နျူကလ িয়ার လက်နက်ပိုင်ပြိုင်ပတ်နှစ်နိုင်ငံဟာတစ်ဖက်နဲ့တစ်ဖက်ဒုံးကြီးတွေဒရုန်းတွေနဲ့အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးပြီးခဲ့တဲ့စနေတနင်္ဂနွေမှာအမေရိကန်ရဲ့ဂျာဝင်စစ်ဆင်ပေးမှုနဲ့ အပြစ်ခတ်ရစိုင်းသဘောတူညီမှုရခဲ့ကြပါတယ်။အိန္ဒိယဘက်ကတော့သူတို့ရဲ့တပ်ဖွဲ့ဝင်9ဦးနဲ့ရသား16ဦးထံမှနေတေဆုံးခဲ့တယ်လို့ပြောဆိုပါတယ်။အစောပိုင်းကတော့အပြစ်ခတ်ရစိုင်းချိုးဖောက်မှုများရှိတယ်လို့နှစ်ဖက်စလုံးကပြောဆိုခဲ့ကြပါပဲ။အင်္ဂါနေ့အထိအပြစ်ခတ်ရစိုင်းသဘောတူညီမှုနှစ်ဖက် ထိမ့်သိမ်းထားနိုင်တာတွေ့ရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်ဘက်ထိတ်တန့်ရရှိတွေဟာတလင်းလာနေကတယ်လီဖုန်းဆက်သွယ်ပြီးအပြစ်ခတ်ရစိုင်းချိုးဖောက်မှုရှိမှရှိနေတယ်။ ်အပြည့်ရဆက်လက်ထိန်းသိမ်းထားနိုင်ရေးဆွေးနွေးခဲ့ကြတယ်လို့လည်းသတင်းတွေမှာဖော်ပြကြပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့အိန္ဒိယဘက်ကစစ်ဘက်လှုပ်ရှားမှုတွေကိုခိတရယ်ဆိုင်ထားတာဖြစ်ပြီးအိန္ဒိယနိုင်ငံပေါ်နောက်ထပ်အကြမ်းဖက်တိုက်ခိုက်လာပါကလက်တုံ့ပြန်မယ်လို့ပါကစ္စတန်နိုင်ငံကိုသတိပေးပြောဆိုထားပါတယ်ခင်ဗျာ။